လာပါနေ့စဉ်မိနစ်ပိုင်းတရားတော်များတင်ပေးလျက်ရှိတဲ့ဓမ္မ channel မှကြိုဆိုလိုက်ပါတယ်ဒီနေ့ဘုန်းကြီးတို့တရားနာပရိသတ်များအတွေ့ကိုယ့်ကိုယ်ဆုံးမခြင်းအပိုင်းစာစုများကို ဟောကြားပေးခဲ့ဒီမှာဒီနေ့အပိုင်း73အထိရောက်သွားပါပြီကိုယ့်ကိုယ်ဆုံးမခြင်းအပိုင်း73ကိုဆက်လက်ပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ဘိုင်းစတုံးမှာလာတဲ့စာစုလေးဒီစာစုလေးကိုအရင်ဆုံးဘုန်းကြီးတို့ဖတ်ပြီးတော့မိတ်ဆက်ပေးပါမယ် မဟုတ်မခံစိတ်ကကောင်းတော့ကောင်းတယ်။ဒါပေမဲ့တစ်ခါတစ်ခါမဟုတ်ရင်မခံဘူးဆိုတဲ့စိတ်ဟာ ဟုတ်ရင်ရောခံနိုင်ပါမလားဆိုတော့မခံနိုင်ပြန်ဘူးလေ။ခံနိုင်ရင်ဆိုတာဟုတ်တာပြောလိုက်ရင်လည်းခံနိုင်ဖို့လိုတယ်။အကောင်းလေးတွေပြောတာကြခံနိုင်ပြီးကိုယ်အားနဲ့ချက်ကိုယ့်ကို ထောက်ပြတဲ့အဟုတ်တွေကြတော့မခံနိုင်ဘူးဆိုရင်ဒါခံနိုင်ရင်ရှိတယ်လို့ပြောလို့မရသေးဘူး။အမှန်အမှားနဲ့ပတ်သက်ပြီးတော့မဟုတ်တာကိုမဟုတ်ဘူးလို့ပြန်ပြောနိုင်ရင် ဟုတ်တာကိုလည်းဟုတ်တယ်လို့လက်ခံနိုင်လက်ခံနိုင်ရမယ်ဝန်ခံနိုင်ရမယ်ပြီးတော့ပြုပြင်နိုင်ရမယ်အကျိုးမရှိတဲ့မဟုတ်တာတွေမှာမခံခြင်းစိတ်နဲ့တွန့်ပြန်နေဖို့ထက်အကျိုးရှိတဲ့မဟုတ်တာတွေဟုတ်တာတွေမှာလက်ခံနိုင်အောင်ကြိုးစားပြီးပြုပြင်နိုင်ဖို့ကပိုအရေးကြီးတယ်မဟုတ်ရင်လည်းမခံဟုတ်ရင်လည်းမခံဘူးဆိုတော့မဟုတ်သေးဘူးပေါ့ဒါကြောင့်ခံနိုင်ရေးဆိုတာမဟုတ်တာကိုလည်းအဟုတ်တရားနဲ့လှုပ်ရှားနိုင်မှုလို့တို့လို့ ုတ်တာကိုလည်းလက်ခံနိုင်မှုစွမ်းအားနဲ့ပြုပြင်နိုင်ဖို့လိုအပ်တဲ့အတွက်မခံခြင်းစိတ်လည်းထားပါခံရင်ခြင်းစိတ်လည်းမရှားပါစေနဲ့ဒါကဘုန်းကြီးတို့အပိုင်း73မှာလာတဲ့ကိုယ့်ကိုဆုံးမခြင်းစာစုပါဒီမှာမဟုတ်မခံစိတ်လေးတွေရှိတတ်ကြတယ်မဟုတ်ရင်မခံဘူးဆိုတဲ့လူတွေလည်းအများကြီးတို့ကမဟုတ်ရင်မခံဘူးဟဲ့အဲ့လူတွေတခြားပြန်မေးကြည့်လို့ရှင်မဟုတ်ရင်မခံဘူးဆိုတော့ဟုတ်ရင်ရောခံနိုင်ရင်ရှိလား ုတ်ရင်လည်းပဲခံနိုင်ရင်မရှိပြန်ဘူးဘုဒ္ဓရှင်နေလေမဟုတ်ရင်မခံနာတော့သူတို့ကလူတိုင်းရှိတယ်ဟုတ်ရင်ရောခံနိုင်ရင်ရှိလားဆိုရင်လူတိုင်းမရှိနိုင်မြတ်စွာဘုရားကအဲ့ဒါကိုပြောတာခံနိုင်ရင်ဆိုတာမဟုတ်တာကိုလည်းခံနိုင်ရင်ရှိဖို့လို့ဆိုတော့ဟုတ်တာကိုလည်းခံနိုင်ရင်ရှိရအမှန်တရားကိုခံနိုင်ရင်ရှိတယ်လို့မမှန်တာကိုလည်းလက်ခံနိုင်စွာရှိရတယ် လက်ခံနိုင်စွာရှိမဟာနာယီကိုလက်ခံပြီးဒီတိုင်းနေဖို့လားမဟုတ်ဘူးမမှန်နိုင်ကိုမှန်နိုင်လက်ခံပြီးတော့ပြုပြင်နိုင်စွာရှိမင်္ဂလာတုတ်မှာလာတဲ့ဟိုးနောက်ဆုံးမှာပါတဲ့အတ္တသမပဏိတိဆိုတဲ့စကားလုံးလေးကကိုယ့်ကိုယ်လက်ခံနိုင် ပြုပြင်နိုင်စွာရှိတာကိုပြောတာကိုယ့်ကိုယ်ပြုပြင်နိုင်စွာရှိမှဘဝတိုးတက်တာသူကဘယ်လိုတွေဘလောက်ပဲပြောလို့ပြုပြင်နိုင်စွာရှိလို့ဘယ်လိုပဲဟိုကိုယ်အကူအညီပေးတာ ပေးတာပဲဖြစ်ဖြစ်ဘလောက်ပဲပြုပြင်ပေးပေးဖြစ်ကိုကိုတိုင်ကလက်ခံပြုပြင်နိုင်စွမ်းမရှိဘူးဆိုရင်သူကဖျားလာချုပ်လည်းပဲကျွတ်တဲ့ပုံကိုယ်တွေမကျွတ်တဲ့ပုံကိုယ်တွေလောကမှာအများကြီးဘဝင်းတိအတိတကတယောက်သူကအရက်တော်တော်တောက်အရက်တော်တော်တောက်တော့သူတက္ကမကြီးကရှင်ဘုရားတက္ကကြီးကအရက်ပြတ်သွားအရက်ကျွတ်သွားအောင်ဟောပြပါဘုရားလာလျှောက်ဘုရားတနေ့တော့အဲ့တက္ကကြီးကိုခေါ်ပြီးတော့ရွှေတုံဘုရားကိုခေါ်သွား ခေါ်သားရွှေတကုံဘုရားမှာသူနဲ့အတူလမ်းလျှောက်ဘုရားနှစ်ပတ်သုံးပတ်လောက်ပတ်ပြီးတော့အရင်နဲ့ပတ်သက်ပြီးတော့အကြောင်းလေးတွေပြောပြောပြတာစူဂျိုးလေးပြောပြတာအဲ့ဒါဒါကြီးရအရက်တော့အလိုမခံပါဘူး။ဒါပေမဲ့လည်းအကျိုးနဲ့အပြစ်ကိုပြောပြတဲ့အခါကျနောက်တော့ကြောင်းရောက်တော့သူကဘုန်းကြီးဥချပြီးတော့ရှင်ဘုရားတပည့်တော်ရှင်ဘုရားအရက်လှူပါတယ်ဘုရားအရက်ဖြတ်ပါတော့မယ်ဘုရားဆိုပြောပြီးဂရီပေးပြီးတော့အေကဆိုင်အရက်မတော့တော့မတော့တော့ဒကမကြီးကဂျေဇုတွေတင်လာရှင်ဘုရားဂျေဇုကြောင့်ပဲ တခါကြီးကလည်းပြောတယ်အရှင်မြတ်ကျေးဇူးကြောင့်တပည့်တော်အရေးပြတ်သွားတာဖျားဒါပြောတယ်ခွင်းရပြောတယ်အဲဘုန်းကြီးပြောတာလည်းပြောတာပဲဒါပေမဲ့ဘုန်းကြီးကဘလောက်ပဲပြောပြောတခါကြီးကိုယ်တိုင်ပြုပြင်နိုင်မှုမရှိဘူးဆိုရင်ဘုန်းကြီးဟောတာလည်းဟောတာပဲရှိတယ်အဓိကကိုကိုနိုင်ပြုကိုကိုတိုင်ပြုပြင်ပြောင်းလဲလိုက်လို့ပြတ်သွားတာသူပြန်ပြောပြန်ပြောချင်တာကဘုန်းကြီးနေရဘလောက်ပဲဟောဟောလူတွေကဘလောက်ပဲဟိုကိုကို ပြုပြင်ဆုံးမပါစေ ကိုကိုယ်တိုင်ပြုပြင်နိုင်မှုမရှိဘူးဆိုရင် ပြောတာဟောတာပဲအဖတ်တင်တာနော်ပြပြနိုင်စွမ်းမရှိဘူးလေကောင်းမှာမဟုတ်တော့။ညမလူတွေမှာကောင်းတာတွေကြလက်ခံတယ်မကောင်းတာတွေကြတော့လက်မခံနိုင်ဘူးဆိုရင်ဒါကလည်းလောကဓာတ်ကိုမခံနိုင်တာပဲ။ကောင်းတာကိုလက်ခံနိုင်စွမ်းရှိတယ်လို့မကောင်းတာကိုလည်းပဲလက်ခံပြီးပြပြနိုင်စွမ်းရှိရတယ်။မကောင်းတာကြီးကိုဟိုစတိုက်စတိုက်ပြောနေဖို့မဟုတ်။မကောင်းတာကြီးကိုလက်ခံပြီးတော့ခံစားနေဖို့မဟုတ်။မကောင်းတာကိုမကောင်းဘူးလို့သိရသိပြီးတော့ပြပြနိုင်ရ မဟုတ်တာကိုမဟုတ်ဘူးလို့လက်ခံပြီးလက်ခံပြီးတော့ပြုပြင်နိုင်ရမယ်။မဟုတ်တာယူတချို့ကအဟုတ်လို့ပြီးတော့လိုက်ခံစားမဟုတ်တာယူလာလာပြီးတော့ကိုယ်ကိုပြောတော့ကိုယ်ကလည်းအဲ့ဒါတွေကိုပြန်မတုံ့ပြန်မနဲ့အဲ့ဒီမဟုတ်တာကြီးပေါ်မှာပဲခံစားနေရင်တော့ဒါကလက်ခံနိုင်တာရှိတယ်လို့ပြောလို့မရဘူး။ဘုရားကဟုတ်ရင်ဟုတ်တဲ့အတိုင်းဖြေရှင်းရမယ်။မဟုတ်ရင်မဟုတ်ဘူးဆိုတာလက်ခံပြီးတော့မဟုတ်တဲ့အတိုင်းပြန်ပြောရမယ်။စကလုံးတိုင်းကိုနေရာတကာတိုင်းကိုလက်ခံဖို့မဟုတ်ဘူးဖြည့်ရှင်းဖို့လိုရင်ဖြည့်ရှင်းရမယ်ဒီမှာတချို့ကြတော့ဖွာတဲ့လူတွေရှိတယ် ဖွာတာကမဟုတ်တာကိုဖွာတာဟုတ်တာကိုမဖွာဘူးလူတော်များများကဖွာတယ်ဆိုတော့မဟုတ်တာကိုဖွာတာကိုယ်နဲ့ပတ်သက်ရင်မကောင်းတာတွေပြောမယ်မဟုတ်တာတွေပြောမယ်မဟုတ်တာတွေပြောတဲ့အပေါ်မှာကိုကလိုက်ပြီးတော့ခံစားနေဖို့မဟုတ်တော့တချို့ပြဿနာကဖြည့်ရှင်းလေပူရှုပ်လေဖြည့်ရှင်းမနေတော့ဘဲနဲ့အချင်းတစ်ခုဆောက်ပြီးတော့ကိုဘက်ကမှတ်အောင်လာစူးစမ်းပြီးတော့အချင်းလေးတစ်ခုနဲ့နေလိုက်လို့ရှိရင်မဖြည့်ရှင်းမဲနဲ့ကိုပြည့်ရှင်းသွားတဲ့ဖြည့်ရှင်းနဲ့ပြည့်သွားတဲ့ပြဿနာတွေအများကြီးရှိတယ် မှားနေတဲ့အရာလေးတွေကိုလိုက်ဖွာနေဖို့မဟုတ်ဘူး။တချို့ကျတော့မှားနေတဲ့အရာတွေကိုလိုက်ပြီးတော့ထောက်ပြပြီးတော့မှားနေတဲ့အရာတွေပြုတ်ပြင်းနေမှုပဲနဲ့ဖွာဖွာပေးနေတာ။ဆရာတော်ကြီးတပါးတတိကုဆရာတော်နဲ့တူပါတယ်။ဆရာတော်ကြီးကိုအင်တာဗျူးတော့ဆရာတော်ဖျားကြီးကိုမီဒီယာတခုကအင်တာဗျူးတယ်အရှင်ဖျားတဲ့လူတွေကလည်းပြောကြရှင်ဆရာတော်ကြီးတို့တော့မလို့ပြောတယ်တေကူဆရာတော်လည်းပြောကြတာပဲမကျိုးဆရာတော်ကြီးလည်းအပြည့်ပြောလူကပြောတာပဲအဲ့ဒါမီဒီယာကမေးတယ်ဆရာတော်ကြီးရှင်ဗျာအရှင်ဗျာနဲ့ပတ်သက်ပြီးတော့ မုန်းတဲ့သတင်းနဲ့အင်တာနက်မှာပြန်နေဖျားတဲ့အဲ့ဒါအရှင်ဘုရားဘယ်လိုသဘောရလဲဖျားအစရာတို့ရပြန်မဟုတ်မှမဟုတ်တာပဲကွာတဲ့ငါဘာဖြစ်လို့ခံစားနေမှာလဲတဲ့ဆရာတော်ကြီးကမင်းတို့ကလည်းမဟုတ်တာတွေကိုမဖွားရဘူးလေတဲ့မင်းတို့ကလည်းတဲ့မဟုတ်တာတွေရှောက်မပြောရဘူးတဲ့ဆရာတော်ကြီးကပြောမစင်ဆိုတာဒုံးနဲ့မစွရဘူးကွာတဲ့မစင်ဆိုတာမြန်မြန်ရှင်းပြီးမြန်မြန်ဖုံးပလိုက်ရတယ်တဲ့မင်းတို့ကအခုကမစင်ကိုစွနေတာနဲ့အတူတူပဲတဲ့ ဟုတ်တာပေါ့မစင်းဆိုတာစွလေနန်းလေးပဲလေဟုတ်လားနန်းနေတဲ့အရာကြီးကိုလိုက်ဖွာနေရစားနန်းနေတဲ့အရာကြီးကိုဖြင်းရှင်းပြီးတော့ဖြင်းရှင်းထုတ်လိုက်ပြီးတော့မြေတွေပိုင်းနဲ့ဖုံးအနှံ့ပြောင်းလောက်အောင်လုပ်အောင်ဘုလောကမှာဖြစ်နေတာအဲ့ဒါတွေဖြစ်နေမဟုတ်တာတွေရှောက်ဘွားမဟုတ်တဲ့ရင်တွေဖြန့်ဖြန့်တော့ဆိုပတ်ဝန်းကျင်လဲစိတ်တော့ကတွေဖြစ်ရတယ်ကာယကံရှင်တဲ့ဒုက္ခတွေဖြစ်ရတယ်မဟုတ်တဲ့ရင်တွေကိုအဟုတ်တဲ့ရင်အဟုတ်အတင်းတဲ့ရင်လောက်ပြီးတော့အဲ့ဒါရှောက်ဖွာနေတာကမစင်ကိုဒုန်းနဲ့စွတင်တယ်လို့ ော်မစင်ဆိုတော့ဖွာရမှာမို့ဆွာရမှာမစင်ဆိုတော့မြဲမြဲရှင်းပြီးမြဲမြဲဖုံးလိုက်ရမှာကိုနဲ့ပတ်သက်တာလည်းအဲ့လိုပဲဟုတ်တာလေးတွေကျင့်နှံ့နိုင်တဲ့စွမ်းလားရှိလို့ရှင်မဟုတ်တာတွေအပေါ်မှာလည်းပဲကိုကလက်ခံနိုင်ပြီးတော့ပြုပြင်နိုင်စွမ်းရှိရတယ်အမှန်တရားကိုလက်ခံနိုင်တဲ့စွမ်းအားဆိုတာကအမှားကိုကင်ဆယ်ထားဖို့မဟုတ်ဘဲနဲ့အမှန်တရားကိုလက်ခံပြီးတော့ပြုပြင်နိုင်တဲ့စွမ်းအားရှိနေဘဝတိုးတက်တာပဲအဲ့တော့လူတွေမှာပုထုဇဉ်တဘာဝ ိုကိုပြောပြပြောတဲ့ပုံကိုယ်လေးရှိလာမယ်ကိုကိုထောက်ပြတဲ့ပုံကိုယ်လေးရှိလာမယ်အဲ့ဒါကိုလက်ခံနိုင်တဲ့စွမ်းအားအရင်မွေးရမယ်ခံနိုင်လက်ခံနိုင်စွမ်းအားရဲ့ပြုပြင်နိုင်တဲ့စွမ်းအားရဲ့အဲ့ဒီနှစ်ခုကတတ္တဝါတွေအတွက်တိုးတက်ဖို့ပဲများသောအားဖြင့်ကောင်းတာလေးတွေတော့လက်ခံနိုင်တယ်မကောင်းတာတွေဆိုရင်တော့လက်မခံနိုင်ဘူးလူတော်များများကိုကိုနဲ့ပတ်သက်ပြီးဆိုရင်နည်းနည်းလေးမှအဝေးဘက်မခံနိုင်တာလူတွေကမဟုတ်တာဆိုရင်တော့လေ မုံမှန်သိသိရင်းနဲ့ကိုယ့်ကိုမြှောက်ပြောရင်ตายရနေတာလူတွေရဲ့သဘောပါမဟုတ်ဘူးမဟုတ်တာကိုယ်လည်းသိတယ်ကိုယ့်ဟာကိုယ်ကိုယ်အရေးချင်းတော့မရှိဘူးဒါပေမဲ့သူများကကိုယ့်ကိုမြှောက်ပြီးဩသူတို့မြှောက်ပြီးတဲ့အပေါ်မှာကိုယ်ကตายရနေတာตายရနေအခုနောက်ပိုင်းလူတွေက artificial တွေအတုတွေများလာတော့ရုပ်ပိုင်းဆိုင်ရာတွေတိုးတက်တယ် technology တွေက technique တွေပိုင်းတွေတိုးတက်လာတယ်ဒီနည်းပညာပိုင်းတွေတိုးတက်လာဆိုတော့ ဟိုလူတွေမှာဓာတ်ပုံရိုက်ထားဆိုရုပ်ဆုတဲ့လူတွေရုပ်လှတဲ့ပုံလေးတွေထွက်လာပဲ။ဘွားတဲ့လူတွေပင်အောင်လို့လို့ရရပြင်ဓာတ်ပုံအင်တာနက်ပေါ်တင်တယ်။ကိုအကောကသာအတိဆုံးကကိုပုံဘလို့ဆိုတာ။ဒါပေမဲ့အဲ့ဒီ application နဲ့ရိုက်ပြီးတင်ပြီးတော့ကိုပုံလေးကိုပိန်ဝါနေတဲ့ပုံလေးပိန်ပင်လေးဖြစ်ပြီး Facebook ပေါ်အင်တာနက်ပေါ်တင်လိုက်တယ်။အောက်ကမြောက်ပြီးတော့ဟာညံ့လာတာပဲ။ဟိုဂျင်းနဲ့နေတာ။ဂျင်းနဲ့နေတာကိုရဲ့ original ကဘာပုံဆိုတာကိုသိရတာနဲ့ အဲ့အတူလေးလောက်ပြီးတော့ဒင်းတဲ့ဟာလေးအပေါ်မှာဂျင်းနဲ့ကြာတာ။အော်မဟုတ်မှန်းသိရတာနဲ့ကိုယ့်ကိုချီးကျူးပြီးကောင်းပြီဆိုရင်လည်းဂျင်းနဲ့လိုက်ကြတာ။ဟုတ်တာလေးကြီးချတော့နည်းနည်းမှကိုသိမခံနိုင်။နည်းနည်းမှကိုလက်မခံနိုင်။အဲရှင်မြစိတ်မြန်နေတော့ကိုယ့်ကိုပြောလိုက်နေ။အဲ့ဒါကိုမခံနိုင်ဘူးပေါ့။ရှင်မြတားစိတ်တိုးတက်တာပဲနော်။အဲ့ဒါကိုမခံနိုင်ဘူး။သူတို့ပြောတဲ့အတိုင်းဟုတ်လားမဟုတ်လားဆိုတော့ဟုတ်တာ။ ။အော်လူတွေမှာကိုယ့်ကိုမြန်အားနဲ့ချက်ဟိုအပြစ်တင်မြန်ပြောလိုက်လက်ခံနိုင်စွမ်းအားအတော်နေတာလက်မခံဘူး။လက်မခံတဲ့အခါကျတော့ဟိုမြောက်ပင်ပြောတဲ့လူတွေကိုပဲကိုကအဟုတ်ထင်တယ်။အပြစ်ကိုထောက်ပြလူတွေကြတော့အာကိုနဲ့အဆင်မပြေတော့လူတွေမှာတိုးတက်မှုတွေညှော့နေသွားအများကြီး။ညမလို့လူပဲဖြစ်ဖြစ်လက်ခံနိုင်တဲ့စွမ်းအားရှိမှတိုးတက်တာဆိုကိုကိုဘေးကနေကြီးတဲ့လူကကိုဘာဖြစ်တယ်ဆိုတာပို့မြင်တာကိုကိုတော့အဟုတ်ကြီးပဲထင်တယ် ပဝန်းကျင်ကမြင်တာဆိုတော့မြင်တဲ့လူကပြောလိုက်လက်ခံနိုင်အောင်အရင်စူးစမ်းစူးစမ်းပြီးတော့မှသူတို့ပြောတာမှန်သလားမှားသလားကိုညံနဲ့စဉ်းစားစဉ်းချင်းမှန်ရင်လက်ခံမမှန်ရင်မခံစားနဲ့ဒါပဲမခံရင်မမှန်ရင်ပယ်လိုက်မမှန်တာကြီးကိုလိုက်ခံစားမှုပြဿနာတခုဆိုဘုရားကရှိရင်ရှိတဲ့အတိုင်းဖြည့်ရှင်းဖို့လိုတယ်မှန်ရင်မှန်တဲ့အတိုင်းဖြည့်ရှင်းဖို့လိုတယ်အဲစကားလုံးတွေကိုလိုက်ခံစားဖို့မဟုတ်ဘူးဆိုတော့ကိုရီးယားဘဝမှာ ိုယ်ကိုပြုပြင်ထောက်ပြနိုင်တဲ့ပုံကတိတ်အရေးကြီးတာတိတ်ပြီးလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်ရှင်ရဟုလာလေးနှလုံးစိတ်ထားလေးအတိုင်းဘုန်းကြီးတို့ကလက်ခံကျင့်သုံးနိုင်လို့ရှိရင်ဘဝမှာတော်တော်လေးတိုးတက်တယ်။မြတ်စွာဘုရားရှင်ရဲ့သားတော်ရဟုလာလေးကအဲ့လိုမျိုးပဲလက်ခံနိုင်တဲ့စွမ်းအားရှိတယ်။ဘသူကပြောပြောလက်ခံနိုင်တဲ့စွမ်းအားရှိတယ်။ပြုပြင်နိုင်တဲ့စွမ်းအားလည်းရှိတယ်။သိခံနိုင်တဲ့စွမ်းအားလည်းရှိတယ်။ရှင်ရဟုလာကမနေ့တိုင်းမနေ့တိုင်းတန်ရှင်းလို့တယ်လေ့ကျင့် တန်ရှင်းရေလောက်တဲ့သူရဲ့တိခတ်နိုင်တဲ့ဆွမ်းအားဘလောက်တိတော်လဲဘလောက်တိခံယူချက်ကောင်းလဲဆိုတန်ရှင်းရေလောက်တဲ့ပြီးလို့ရှင်သူကတေချာတောင်းနေတပည့်စီတွေအမိုက်ပုံးနေတေချာသိနေဒါပေမဲ့တချို့ခဏနောက်ရန်တော်တွေကရှင်ညာဥလာလေးအကဲဆန်းတာအဲ့သူတပည့်စီတွေပြန်ဖွာထားလိုက်တယ်အမိုက်ပုံးနေပြန်ဖွာတာရာဥလာလေးတွေ့တဲ့အခါရှင်ညာဥလာကိုရင်ရာဥလာမင်းလောက်ထားတာမဟုတ်လားဒါကြီးရှင်ညာဥလာကလေအဲ့ဒါလေး ပြီးတော့မလှုပ်ဘူးဖေရတော့ပြန်မငင်းတော့ပဲမှမပြန်တီးတော့တင်းလိုက်ပါမယ်ဖေရကျတော့မှသူပြန်မငင်းတော့ပဲမှမတီးတော့တင်းလိုက်ပါမယ်ဖေရဆိုရင်တေချာကြက်ကြက်နဲ့ပြန်ထားပြီးတင်းပြီးရှင်ရဟုလာရဲ့ခံယူချက်ကငါတင်းလိုက်ရင်ငါကုသိုလ်ရတာပဲထပ်ပြီးတော့တင်းလိုက်တော့ထပ်ပြီးတော့နှစ်ခါကုသိုလ်ရတာပဲအဲ့လိုခံယူချက်လေးထားတော့တို့လောကမှာလည်းပဲဘုန်းကြီးတို့လှုပ်လှုပ်တဲ့လူတွေကုသိုလ်ကောင်းမှုနဲ့ပတ်သက်ရင်လည်းအဲ့ဒါအိတ်စိတ်လေးမွေးရတယ် တခါတခါကျတော့ဘုန်းကြီးတို့တွေအမိုက်တွေရှင်းကြတယ်အမိုက်တွေတွေ့တဲ့အခါကောက်ပြီးထည့်လိုက်ကြတယ်လူတွေမှာကကိုစိတ်ထားလေးသာပြင်လိုက်ရင် ကိုအမိုက်ကိုလဲနေကိုအမိုက်ကိုကောက်ရင်းနဲ့ကိုကုသိုလ်ရနေတာဆိုတော့အဲ့တော့အမိုက်ကိုတေချာတန့်ရှင်းအောင်လုပ်ပြီးတော့ကောက်ပြီးတော့သိမ့်တဲ့စိတ်ထားလေးနဲ့တည်းလုံလောက်နေတာကိုအမိုက်ကောက်တဲ့ကိုစိတ်ထားကိုအဓိကမထားဘဲနဲ့အမိုက်ပြစ်တဲ့သူကိုလိုက်ကြည့်နေတော့ပြင်ပန်းတာ ဟောတရားမလို့အမိုက်ပြတဲ့သူကိုမကြည့်ရဘူးအမိုက်သိမ်းတဲ့အမိုက်ကောက်တဲ့ကိုစိတ်ထားကအရေးကြီးတာအမိုက်ပြတဲ့သူလိုက်ကြည့်ရင်အပြစ်ဖြစ်တာဟာဘသူပြစ်သွားတာဘသူပြစ်သွားတာအမိုက်သိမ်းတဲ့ကိုစိတ်ထားကအရေးကြီးတာတခါတခါကျတော့ဟိုဘောဟာရပညာတွေနဲ့ဘုန်းကြီးတို့အောက်သားနဲ့အထက်သားစကားတော့မတူအထက်ကအထက်ကဆဲတာကိုကော်တုတ်တယ်လို့လောက်တာငါကော်တုတ်လိုက်ရတော့အထက်ကအညာသားတွေပြောတာ အောက်သားတွေကြတော့ကော်တုတ်တယ်ဆိုတာ ကော်ပြီးစားတာတူအဲ့တော့အညာသားတယောက်ကအဲ့ဒါအောက်ပြီးလာပြီးနေရင်သူအိမ်ချဝင်လဲမနဲ့အစောစီတရားရောက်ကဘသူကလာပြီးမစင်စွန့်သွားမှမသိစွန့်သွားအတော်ရိကန်ပြီးတော့သူကပြောတာငါချန်တဲ့ဘသူလာပြီးတော့မစင်ယူသွားလဲပြီးငါကော်တုတ်လိုက်ရလို့ဘေးရကြားလို့တပြူဖြစ်တယ်ကော်တုတ်လဲဆိုအောက်သားတွေကကော်တုတ်ကိုစားပါဒီကောင်ကမစင်ပဲစားမလို့လားအညာသားကတော့ငါကော်တုတ်လဲတော့ငါကော်ဆဲလဲလို့ပြောဆိုတော့ ပြင်နာကအမိုက်ပြတဲ့သူကိုလိုက်ကြည့်ရင်စိတ်ထဲမှာကိုကခံစားမှုတွေတိုးပြီးတော့အကုသိုလ်ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ရှင်ရဟုလားစိတ်ထားလေးနဲ့အမိုက်ပြတဲ့သူကိုမကြည့်ပဲနဲ့အမိုက်ကောက်တဲ့ကိုစိတ်ထားအရေးကြီးတယ်။ရှင်ရဟုလားလေးကဆရာတွေကိုဘလောက်ထိတန်ဖိုးထားလဲဆိုရင်သူကအမြဲတမ်းလက်ထဲမှာသဲလေးတွေကုတ်ကုတ်ပြီးတော့တနေ့တနေ့ဒီသဲအပွင့်အရေးအတွက်အများသူ့ကိုပြုပြင်ဆုံးမပဲ့ပင်နိုင်တဲ့ဆရာများပေါ်ပါစေဆိုပြီးတော့အမြဲတမ်းဆုတောင်းလေးရှိတယ် ဟုတ်ဆိုတော့ဒါကကိုယ်ထောက်ပြပေးတဲ့ပုံကိုယ်တွေပေါ်လာတယ်ကိုယ်ကိုပြုဝင်ပေးနိုင်တဲ့ပုံကိုယ်တွေပေါ်လာရင်ကျေးဇူးတင်ရမှာထောက်ပြတာကိုလက်ခံနိုင်တဲ့စွမ်းအားပြုပြင်နိုင်တဲ့စွမ်းအားရှိတဲ့လူကတိုးတက်တာပဲထောက်ပြတာကိုလက်မခံနိုင်ဘူးမပြုပြင်နိုင်ဘူးမချေနှက်နိုင်ဘူးဆိုတဲ့ပုံကိုယ်ကကြာရှုံးဖို့အများကြီးရှိကိုယ်ခင်မှာလည်းအဲ့လိုပဲလူတွေမှာသာနာဂတိတွေဒေါသဂတိတွေတိတ်များတယ်အာဂတိလိုက်တာတွေများတယ်သာနာဂတိဆိုတာကချစ်လို့အပြစ်မမြင်တဲ့ဟာ ဒေါသကတိယအမုန်းတရားကြောင့်အမှန်မမြင်တာလေဒါပဲခုနောက်ပိုင်းစန္ဒကတိတော်တော်များများကြီးကအများကြီးတွေ့တယ်ကိုနှစ်သက်သက်လူကိုကြည်ညိုတဲ့သူကိုလေးစားတဲ့လူဖြစ်တဲ့အတွက်ကြောင့်သူဘာလို့လို့အကောင်းကြီးပဲပြောတာအကောင်းကြီးပဲပြောကျန်တဲ့လူတွေကပြောလာရင်ဘယ်သူတို့ကမကြိုက်တော့ဘူးလက်မခံနိုင်တော့ဘူးအကောင်းသူတို့ကျင့်တဲ့လူသူတို့ကြိုက်တဲ့လူအကောင်းပြောမှပဲလူတွေကကျင့်တော့ဆိုတော့စန္ဒကတိကြီးကချစ်လို့အပြစ်မမြင်တော့ဘဲနဲ့ အကုသိုလ်တွေအကုအကတိတွေလိုက်တဲ့အထိဖြစ်ကုန်တာအကြောင်းမလို့အချစ်တရားကလည်းအကတိကိုလိုက်စေတာဆိုတော့စန္ဒာဂတိကချစ်လို့ဖက်လိုက်သွားတာချစ်ရင်အပြစ်မယ်လူတွေမှာအဲ့တခါကကြအကောင်းမြင်စိတ်ဆိုတာကုသိုလ်ရဖို့လွယ်တယ်အကောင်းမြင်လို့ရင်လည်းအပြစ်မမြင်တော့အမှန်တရားပြောက်သွားဘာပဲလုပ်လို့ကောင်းနေတယ်ဆိုတာတွေကမကောင်းတာကိုလုပ်နေတာနဲ့လည်းကောင်းတဲ့စိတ်မြင်သွားတော့အမှန်တရားပြောက် ကောင်းမြင်တဲ့စိတ်ကကုသိုလ်ဖြစ်ဖို့လွယ်တယ်အကောင်းမြင်လို့အာကျင်လည်းပဲအမှန်တရားပြောက်တတ်တယ်အဆိုးမြင်တဲ့စိတ်ကအာကုသိုလ်ဖြစ်ဖို့လွယ်တယ်အဆိုးကြီးပဲမြင်လို့ရှိရင်လည်းအမှန်တရားပြောက်သွားတာချစ်လို့ဖက်လိုက်တာစန္ဒာကတိမုန်းလို့ဖက်လိုက်တာဒေါသကတိဟိုတချို့အုပ်ချုပ်တဲ့လူတွေမှာဒေါသကတိကြောင့်သူတို့ကောင်းတာတွေဘလောက်ပဲလုပ်လို့လူတွေကကောင်းတာမမြင်တော့မကောင်းတာတွေပဲလိုက်တွေးတော့ ။ဒါကြောင့်မလို့အဲ့ဒီအကောင်းအဆိုးကို မျှပြီးတော့မြင်နိုင်တဲ့စွမ်းအားရှိရတယ်။သူများတွေမြင်မြင်သူများတွေမမြင်နိုင်လဲကိုကိုတိုင်းကမြင်နိုင်ပြီးတော့ကို့အကောင်းအဆိုးကိုကိုကိုတိုင်းပြုပြနိုင်လက်ခံနိုင်တဲ့စွမ်းအားရှိရတယ်။မရှိလို့ရှိရင်ဘဝမှာတိုးတက်မှုမရနိုင်တော့ဘူး။တိုးတက်မှုမရနိုင်။ဒါကြောင့်မလို့ဘဝမှာမြတ်စွာဘုရားရှင်ရဲ့တရားဉာဏ်သာသူတော်ကောင်းများကြီးတွေရဲ့စိတ်နှလုံးကိုမိမိရဲ့ဘုံတော်ထဲမှာလက်ခံပြီးတော့ကိုယ့်ကိုယ်လည်းပဲသူများကပြောလာရင် ရက်ခတ်နိုင်အောင်ကြိုးစားရတယ်။ကောင်းတာပဲဖြစ်ဖြစ်အဆိုးတာပဲဖြစ်ဖြစ် လက်ခံနိုင်တဲ့စိတ်ကတိုးတက်ဖို့အများကြီးရှိတယ်။ရသော်ဘုရားက လောကဒဏ်ဤထဲမှာအကောင်းလောကဒဏ်အဆိုးလောကဒဏ်ဆိုတဲ့နေရာအကောင်းလောကဒဏ်လည်းပဲလောကဒဏ်လို့သိရတယ်တဲ့။ကောင်းတာရင်လည်းကြုံနေလို့လည်းပဲတအားကြီးမပြောရဘူးတဲ့။အဆိုးလောကဒဏ်ကိုလည်းပဲလောကဒဏ်လို့သိရတယ်တဲ့။ အဆိုးလောကဒဏ်ကိုလည်းပဲခံနိုင်ရှိအောင်လုပ်ရတယ်လို့အကောင်းလောကဒဏ်ကိုလည်းခံနိုင်ရှိအောင်လုပ်ရတယ်အကောင်းလောကဒဏ်မခံနိုင်ရင်လည်းပြတ်သွားတတ်တယ်လို့အဆိုးလောကဒဏ်မခံနိုင်ရင်လည်းပြတ်သွားတတ်တယ်ညကောင်းတာလေးတွေပြောလိုက်ရင်ကျင့်တတ်တာလည်းအခိုက်အတန့်ပဲကောင်းတယ်အလွန်အကျွံမကျင့်တတ်ရမကောင်းတာလေးတွေပြောလိုက်ရင်လည်းပဲမကျင့်တတ်တဲ့စိတ်ကအမှန်တရားပျောက်တတ်ပြီးမကျင့်မနဲ့မဖြစ်အောင်မကောင်းတဲ့ဟာကိုလက်ခံနိုင်တဲ့စွမ်းအားရှိရတယ် ပြုပင်နိုင်တဲ့ဆွမ်းအားရှိရတယ်။ကြောင့်ကောင်းတဲ့အပေါ်မှာကျဉ်တတ်တဲ့ရင်မကောင်းတာလေးတော့လည်းလက်ခံနိုင်တဲ့ဆွမ်းအားရှိရတယ်။ဘုန်းကြီးတို့အဲ့ဒီဒီဟာလေးမှာအဲ့ဒါကိုအထူးပြုပြောတာပဲ။ကောင်းတာကိုလက်ခံပြီးတော့မကောင်းတာကိုလက်မခံနိုင်တဲ့စိတ်ဟာဒါကကြာရှုံးခြင်းရဲ့သဘောပဲလေ။အမှန်အမှားနဲ့ပတ်သက်ပြီးတော့မဟုတ်တာကိုမဟုတ်ဘူးလို့ပြန်ပြောနိုင်ရမယ်။ဟုတ်တာကိုလည်းလက်ခံနိုင်တဲ့ဆွမ်းအားရှိရမယ်။ပြီးတော့ဝန်ခံနိုင်တဲ့စိတ်ကလေးပြုပြင်နိုင်တဲ့စိတ်ကလေးရှိရတယ်။လူတွေမှာ ဝန်ခံနိုင်တဲ့စွမ်းအားရယ်လက်ခံနိုင်တဲ့စွမ်းအားဟာသိအရေးကြီးတာဝန်ခံနိုင်တဲ့စွမ်းအားဆိုတာအမားကိုဝန်ခံနိုင်တဲ့စွမ်းအားရယ်အမားကိုထောက်ပြနိုင်ရင်လက်ခံနိုင်တဲ့စွမ်းအားအဲ့စွမ်းအားနှစ်ခုရှိတဲ့လူဟာထုတ်တက်ဖို့အများကြီးလမ်းစာပဲဝန်ခံနိုင်တော်တော်တောင်ကဝန်ခံဖို့တော်ခဲရင်တယ်အတော်ခဲရင်တယ်လက်ခံနိုင်ဖို့လည်းအတော်ခဲရင်တယ်မြတ်စွာဘုရားက "तू က အမှန်ကိုလက်ခံနိုင်တာသစ္စာတရားပဲတဲ့အမှန်ကိုလက်ခံနိုင်တဲ့သစ္စာလိညာတတ်တဲ့အခြင်းကိုတစ်ခါတစ်ခါလူတွေကကိုယ့်ရဲ့မာနကြောင့်ကိုယ့်ရဲ့အမှန်တရားကို ဖုံးကွယ်ဖို့အတွက်လိညာလိုက်ရတာတွေအများကြီးရှိတယ်။လူသားမှုမရှိတဲ့အတွက်ကြောင့်သစ္စာတရားကို သစ္စာတရားကို မထားနိုင်တော့မူတာဝါဒကိုစက်တိုက်စက်တိုက်ကျူးလွန်တတ်တာတစ်ခါတစ်ခါဝန်ခံနိုင်တဲ့ဆွမ်းအားဆိုတာက ိုရိုးသားမှုအခြေခံပြီးတော့မဟုတ်ရင်မဟုတ်ဘူးလို့ပြောရတဲ့တခါပဲဝန်ခံရတဲ့စွမ်းအားကမူတာဝါတော့ထက်ခါထက်ခါမကျူးလို့တော့ငါကဆရာဆိုတဲ့မာနာနော်ငါကလူကြီးဆိုတဲ့မာနာနဲ့အမားကိုမှားတယ်လို့ဝန်မခံရတာကမူတာဝါတာကိုစက်တိုက်ကျူးလို့တော့တခါကစာသင်ခန်းထဲမှာဆရာဆရာမကိုចောင်းသားတွေကမိကုံမေးလိုက်တယ်ចောင်းသားမေးတဲ့မိကုံကိုဆရာမက မသိတဲ့အခါဆရာသမားကငါဆရာကကျောင်းသားတွေကြားထဲမှာမသိဘူးလို့ပြောရမှာရှိတယ်မသိဘူးလို့မပြောရတဲ့အခါကျတော့ចောင်းသားတွေကိုပြန်ပြီးငါပြောတဲ့အတိုင်းမှန်နေငါဆရာလားငါဆရာလားဆိုကလေးတွေអងងលុបလိုက်တာអងងលុបတဲ့အခါကျတော့အဲ့ကလေးက तू သိတာလည်းမသိရတဲ့အပြင်ဆရာလည်းပဲ तू မသိတာကိုဘုဒ္ဓဝါဒနဲ့ဖုံးကွယ်လိုက်တဲ့အခါကျနောက်တစ်ခါဒီမေကွန်းလိုင်းလည်း तू ထပ်ပြီးတော့လိန်အောင်ပါပဲဆိုတော့យោသားမှုမရှိဘဲနဲ့ လိန်ညာလိုက်တဲ့အကျင့်လေးဟာမူတာဝါတော်ထက်ခါထက်ခါကျွတ်လွန်တတ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားကသစ္စေနသစ္စာတရားဖြင့်အလနိကံမူတာဝါတံလိန်ညာမှုကိုလျှော့ချရတယ်။ယောသားစွာဝန်ခံရတဲ့တတိဟာမူတာဝါတော်လျှော့ချတယ်ဆိုတော့မသိကိုမသိတာကိုမသိဘူးလို့တခါတည်းပြောလိုက်ရင်ထပ်ပြီးတော့လင်းစရာအကြောင်းမရှိတော့ဝန်ခံနိုင်တဲ့ဆိုတော့အဲ့တော့ကိုကုံလေးသိခါလေးကြာမှကြလို့ဆရာဆိုတဲ့မာနာလေးနဲ့မသိတာကိုသိတယ်လို့နဲ့ဟန်ဆောင်လိုက်တာက နောက်ဆိုရင်ထက်ခါထက်ခါမူတာဝါဒကိုကျွလွန်စေတော့တာ။မကြမို့တခါတဲ့ဝန်ခံရတဲ့ဆွမ်းအားကမူတာဝါဒကိုလျှော့ချပါတယ်။လက်ခံနိုင်တဲ့ဆွမ်းအားလူကြီးဆိုလို့လည်းမမားဘူးလို့တော့မထင်နဲ့မားတာပဲ။နောက်မိဘဆိုလို့အမှန်ကြီးမလို့မထင်နဲ့မိဘလည်းပဲမားတာပဲ။ကုတုစဉ်ဖြစ်နေတဲ့များမားနေအောင်။အဲတော့မိဘနဲ့သားသမီးကြားမှာလည်းပဲအဖေဖြစ်လို့ဆိုပြီးတော့မိဘတွေကအဖေဆိုတဲ့မာနာအမေဆိုတဲ့မာနာနဲ့သားသမီးတွေကိုအေးသားရဲ့အဖေတော့မားသွားတယ်အမေတော့မားသွားတယ်လို့ပြောရဲ့။ ရဲ့တတ္တိရှိရတယ်။အဲ့လိုပြောရတဲ့တတ္တိမရှိရင်အဖေကလည်းပဲအဖေဆိုတဲ့မာနနဲ့သားသမီးတွေကိုမဟုတ်တာကြီးကိုစွတ်ပြီးတော့လေမထူပါဘူးဆိုမထူဆက်နဲ့လိန်တတ်တယ်။အဲ့ဒါဘုံရင်ပြီးခဲ့တဲ့အဘကပဲဒီမှာအခမ်းအနားတစ်ခုရှိတော့ကိုရင်ကြီးတပါးခမ်းအနားပြင်ခိုင်းတယ်။ခမ်းအနားပြင်ခိုင်းတော့ကိုပြင်တဲ့အခိုင်းပြင်ခိုင်းတာကိုကိုရင်ကြီးကဖုံးမရတဲ့ဒီလိုလေးပြင်မကောင်းဘူးလားဆိုကိုကဆရာဆိုတဲ့မာနမင်းကဆရာလားငါကဆရာလားငါပြောတဲ့အတိုင်းလို့ ဆိုတော့သူ့ကိုပြောပြီးတော့စူပြီးတော့ကိုကခန်းထဲဝင်သွားခန်းထဲရောက်မှပြန်စဉ်းစားအော်ကိုရင်ပြောတာကပုံပြီးတဘာဝကြတယ်ပုံမှန်တာပဲအဲဘုံကကိုကိုလက်ခံနိုင်တဲ့စွမ်းအားစူးစားလိုက်တယ်ပြီးတော့ပြန်ပြေးထွက်လာကိုရင် sorry နော်ခုနကမင်းပြောတာအမှန်တယ်အေးမင်းတို့နှစ်ခါပင်ပန်းသွားပြီကွာတောင်းပါပါတယ်ပြန်လုံလိုက်ပါဆိုပြီးကိုရင်လေးကိုပြန်ခိုင်းသူလည်းစိတ်ကျဉ်တယ်ပြောရအဲ့ညမှာဆရာဆိုတဲ့မာနနဲ့ဒါလေဒီတိုင်းနေလာလို့ရှင်ကိုရင်ပြောတဲ့နေရာကောင်းပြီးတော့ကိုပြောတဲ့နေရာမှားနေတာ အမားကိုလက်ခံနိုင်တဲ့ဆွမ်းအားရှိလို့ရှင်ဆရာလည်းပဲတခါပဲဟိုအမားကိုဝန်ခံလိုက်ရင်ပြီးသွားနောက်ဆိုရင်အဲ့ကလေးကကိုကိုဆရာသမားအပေါ်မှာအထင်းနေအမြင်နေလွဲသွားကိုမှန်ရဲသားနဲ့သူမှန်ရဲသားနဲ့ဆရာသမားလက်မခံနဲ့ဒါကြောင့်မလို့လူကြီးကလည်းပဲလူကြီးတိုင်းမှန်တာမဟုတ်အမှန်တရားကိုလက်ခံနိုင်တဲ့ဆွမ်းအားရှိမှတိုးတက်တာနော်ဒါကြောင့်တခါပဲဝန်ခံလိုက်ပါဆက်ခါဆက်ခါမူတာဝါဒကျွလွန်စရာမရှိတော့ပါဘူးအဲ့ဒီတခါသေးကိုဝန်မခံနိုင်တဲ့အတွေ့အကြုံ ကိုယ့်ရဲ့ဂုံလေးရမှာဆိုလို့ထက်ခါထက်ခါလေညာတတ်တဲ့အကျင့်ဟာရိုးသားမှုမရှိတဲ့ဖုံးလွှမ်းမှုကမုတာပါဒါကိုစက်တိုက်ကျွလွန်တတ်တဲ့ဖြစ်တဲ့အတွက်ကြောင့်ကိုယ်လေးကလက်ခံနိုင်စွမ်းအားနဲ့ပြုပြနိုင်စွမ်းရှိဖို့သိအရေးကြီးတာတခါတည်းပြောပြလိုက်တာက အမှန်တရားကိုလက်ခံနိုင်တာက "तू ကချက်ဆရာအလုံးမဟုတ် honesty is the best" ရိုးသားခြင်းဟာအကောင်းဆုံးပဲလို့ပြောတယ်။ဘုံကဖောက်ခွတဲ့ပုံမြင်လေးတစ်ခု။ဒါအဖနှစ်ယောက်ထမင်းဝိုင်းမှာထမင်းထိုင်စား မင်းစားနေရင်နဲ့သမင်းစားနေနဲ့အဖေကလီလေလိုက်တယ်။ဖေကလီလေလိုက်တာ။အတန်တော့မထွက်ဘူးအနံ့တော့ထွက်သွား။အနံ့တော့ထွက်တော့သားကအနံ့ရတော့အဖေကိုမေးတယ်အဖေအဖေလီလေလိုက်သလား။အဖေကသားဘာနှစ်ယောက်ကြာအဖေလီလေလိုက်တာလို့ပြောတာအဖေကအဖေဆိုတဲ့ခုံရှိတော့သားကိုပြောရမှရှက်တယ်။တလွဲမာနာငါမဟုတ်ပါဘူးကွာပြောလိုက်တယ် မင်းမဟုတ်ဘူးလားတာကိုပြန်ဆဆဲအဖေကျွန်တော်မဟုတ်ဘူးအဖေမဟုတ်ဘူးလားဟာဒီကလေးငါမဟုတ်ပါဘူးအဲ့ဒါသမင်းဝိုင်းမှာလေလေတဲ့ကိစ္စနဲ့ဖန်တက်ပြီးတော့ဒါဖာနဲ့စကားများချာစကားများတော့နောက်တော့ဒါကစိတ်တူပြီးဘာထပြောလဲဒီနားမှာအဖေနဲ့ကျွန်တော်ကျွန်တော်တို့နှစ်ယောက်တည်းရှိတာပဲကျွန်တော်တို့နှစ်ယောက်မရှိဘဲခွေးကလာပြီးတော့လေလေသွားတာလေဗျာအဖေနဲ့ကျွန်တော်နှစ်ယောက်တည်းရှိတာကျွန်တော်တို့နှစ်ယောက်မရှိဘဲခွေးကလာပြီးလေလေသွားတာလေဗျာဆိုပြောလိုက်တော့ တကယ်လေလေတဲ့အဖေကထိသွားတော့တော့နော်အဲ့ကြတော့မှသားရဲ့မင်းနဲ့ငါနှစ်ယောက်တည်းကွာမင်းမဟုတ်တော့လဲငါပေါ့ကွာမင်းကအဖေကိုဒီလောက်ထိပြောစရာမလိုပါဘူးမှားတာကအဖေကမှားတာအဲ့ချိန်မှာမြန်သားရဲ့အဖေဘိုင်မကောင်းလို့လေလေလိုက်တယ်လို့ပြောဝိုင်းဒီကလေးကအဖေကိုဆဲစရာလည်းမရှိဘူးခွေးနဲ့နိုင်စရာလည်းမရှိတော့ဘူးဟုတ်တယ်မလားအဲ့တော့ယောသားစွာဝန်ခံရတဲ့တတ္တိဟာတခါပဲဝန်ခံလိုက်မူတာဝါဒကိုစက်တိုက်ကျူးလွန်စရာမရှိတော့ဘူးအဲ့မယိုးမသားဝင်လင်ညာမှုကထက်ဇက်ကဆက်ခါလိန်တော့ ဆက်ခါဆက်ခါလင်းတော့လူကြီးတွေပူတရီထားရတယ်လူကြီးဆိုတဲ့မာနနဲ့ဟိုအောက်ငလက်ငယ်သားတွေအပေါ်မှာထက်ခါတက်ခါမသိတာကိုသိတယ်လို့ပြောလိုက်တာမမှန်တော့မမှန်လို့မှန်တယ်လို့ပြောလိုက်တာတွေကနောက်တစ်ခါဒီအကြောင်းအရာနဲ့ထပ်ကြုံလိုက်ရင်လည်း तू အဲ့ဒါကိုထပ်လင်းရတော့ထပ်လင်းရတော့တက္ကရာအရင်တရီထားရတယ်မုသာဝါဒကိုယူသားမှုမရှိတဲ့အတွက်ကြောင့်မုသာဝါဒကိုဆက်တိုက်ဆက်တိုက်ကျွလွန်မှုတွေဖြစ်စေတတ်တယ်ဘုန်းကြီးတို့တက္ကရာကအာနာပါနံနဲ့စွန်းစားခွန်းစားတွေဟိုလာပင့်နေ ိုကကျမ်းမာရင်မကောင်းလို့ဟိုမကြွဘူးလို့ပြောရင်လည်းတမျိုးဖြစ်ပါဆိုတော့တခါတခြားနေ့နဲ့အာဘုန်းကြီးတော့ဘာဖြစ်လို့ဆိုပြောလိုက်နောက်တခါတက္ကမထပ်ပြောလိုက်ရင်လည်းအဲ့ဒီအရင်ပြောတာတွေမပေါ်အောင်ဆိုပြီးတော့လေထပ်ပြီးတော့သူကတခြား reason တွေပေးပြီးတော့တခြားအကြောင်းပြကြိုက်နေပြောရင်းပြောရင်းနဲ့ရှေ့ရမုသာဝါဒကိုထပ်ခါထပ်ခါဆက်ပြီးတော့လိန်တော့တာဆိုတော့တော်တော်မုသာဝါဒကတခါတည်းပဲဝန်ခံလိုက်ရင်ဆက်တိုက်ဆက်တိုက်ကျွလွန်စရာမရှိတော့တဲ့အတွက်ကြောင့်ဝန်ခံရတဲ့တတ္တရာမုသာဝါဒကိုလျှော့ချပေး ရောက်လက်ခံနိုင်တဲ့စွမ်းအားနဲ့ပြုပြနိုင်တဲ့စွမ်းအားရှိမှဘဝတိုးတက်တာဆိုတော့လူသားတိုင်းလူသားတိုင်းမှာတတ္တဝါတွေမှာအမားဆိုတာရှိတတ်တာလေအမှန်ကိုလက်ခံနိုင်တဲ့စွမ်းအားရှိတယ်လို့အမားကိုလည်းလက်ခံပြုပြနိုင်တဲ့စွမ်းအားရှိရတယ်။ချင်းမွန်းနာကိုကျေနပ်တတ်တယ်လို့ကဲ့ရတာကိုလည်းလက်ခံနိုင်စွမ်းအားရှိရတယ်။ချင်းမွန်းနာတွေတော့ကျေနပ်ပြီးတော့ကဲ့ရတာကြတော့လက်မခံနိုင်ဘူးဆိုဒါလောကဓာတ်ကိုမခံနိုင်တာ အမှန်ပြောတာကိုလက်ခံနိုင်ပြီးတော့အမှားကြတော့လက်မခံနိုင်တဲ့ဆွမ်းအားဆိုတာကအမှားဆိုတာကသူကလုံးချိုင်အမှားမဟုတ်ကိုယ့်ရဲ့အားနည်းချက်ကိုပြောလာတာကိုယ့်ကိုချီးကျူးတာတော့ကျင့်တတ်ပြီးတော့ကိုယ့်ရဲ့အားနည်းချက်ကိုပြောလာတဲ့အခါမှာမကျင့်တတ်ဘူးဆိုတာကတော့ဒါမဖြစ်နိုင်နဲ့မဖြစ်သင့်တဲ့လောကဓာတ်ကိုအန်တူးတဲ့သဘောပဲဒါကြောင့်မလို့အမှန်ကိုကောင်းတာကိုလက်ခံနိုင်တဲ့ဆွမ်းအားရှိသူချီးကျူးတာကိုလက်ခံနိုင်တဲ့ဆွမ်းအားရှိတယ်လို့ကိုယ့်ရဲ့အားနည်းချက်ကိုပြောလာရင်ကဲ့ရတာကိုလည်းလက်ခံနိုင်တဲ့ဆွမ်းအားရှိရတယ် ဲ့လိုဆုံးအားရှိပြီးတော့ပြောလာတဲ့သူအပြစ်ပြောဖို့မဟုတ်ဘူးပြောလာတဲ့သူစကားကိုလက်ခံပြီးတော့မှန်သလားမှားသလားစဉ်းစားရမယ်မှန်ရင်လက်ခံပြီးတော့ကိုယ့်ကိုပြုဝေနိုင်အောင်ကြိုးစားမှားရင်ဒါကိုခေါင်းနဲ့ထည့်စရာမလိုပဲနဲ့လူလူရှုနိုင်အောင်ကြိုးစားရတယ်အမားကိုတော့စုပ်ကင်ဖို့တော့မဟုတ်ဘူးเนาะကြောင့်ဘဝမှာလူတိုင်းလူတိုင်း လောကဒဏ်ကိုခံနိုင်တယ်ဆိုတာကကောင်းတာလည်းခံနိုင်တယ်ဆိုးတာလည်းခံနိုင်တယ်အဲဒီခံနိုင်မှုနှစ်ခုထဲမှာ ကောင်းတာကိုယူမကောင်းတာကိုပယ်လက်ခံနိုင်တဲ့စွမ်းအားနဲ့ပြုပြင်နိုင်စွမ်းရှိရင်အတ္တသမပဏိတိကိုယ့်ကိုအကောင်းဆုံးစောင့်ရှောက်ပေးတာရတဲ့အတွက်ကြောင့်နော်လူတိုင်းလူတိုင်းမှာကိုယ့်ကိုယ်ကိုပြုပြင်နိုင်တဲ့စွမ်းအားနဲ့အကောင်းကိုလက်ခံနိုင်တယ်လို့အဆိုးကိုလည်းလက်ခံနိုင်ရမယ်အဆိုးကိုလက်ခံပြီးလို့ရှိရင်မှန်ရင်ဆက်ပြီးတော့လိုက်နာပြီးတော့မှားရင်ပယ်ပြီးတော့ အမှန်ကိုရောက်အောင်ပြုပြနိုင်တဲ့စွမ်းအားရှိရမယ်။အဲ့လိုမျိုးလက်ခံနိုင်တဲ့စွမ်းအားနဲ့ဝန်ခံနိုင်တဲ့စွမ်းအားပြုပြနိုင်တဲ့စွမ်းအားရှိတဲ့သူတွေဟာဘဝမှာတိုးတက်မှာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ကိုယ်ကိုအဲ့ဒီတရားတွေရှိအောင်ကြိုးစားပွားများအထောက်ပြီးတော့ကိုယ့်ဘာသာကိုလက်ခံကိုယ့်ဘာသာကိုပြုပြင်ကိုယ့်ဘာသာကို လိုက်နာကျင့်သုံးနိုင်ကြတော့သူတော်ကောင်းများဖြစ်ကြပါစေကုန်တော့တည်း။